AVA 1940အခန်း35အညာဤဆောင်မြူများမိုင်းဝွေကြားမှမြင်ရသောတကွန်များအလံများကိုစံကြီးနေနေသည်ဝတ်တိုးလူမြင်တွင်သူတို့ပိတ်ခံထားရသည်မှာတလားကျော်ကြာခဲ့ပြီအောက်မှာလှုပ်လှုပ်ရှားရှားအတန်များကြားရသည်မဏိပူရနှင့်အတူအင်းဝကိုတိုက်ရန်ပူပေါင်းလာရောက်ခဲ့သောအာတန်နှင့်ကချာတန်များမှ ပြန်လည်ဆုတ်ခွာရန်ပြင်ဆင်နေကြပြီဖြစ်သည် အာတန်တမှုမဟာခွန်ဘဥဆောင်သောတံများမှာငတ်မို့သည့်ဒံကိုမခံနိုင်သောသဖြင့်မဏိပူရတံများကိုထားရခါရာသည့်ဤဖြင့်ထိုးပေါက်ဆုပ်ခွာရန်ဆုံးဖြတ်ချက်ချခဲ့သည်အာတန်တမှုမှာအင်းဝတမှုများနှင့်ဆက်သွယ်သည့်အခါအင်းဝတံများကလည်းအာတန်တများဆုပ်ခွာရန် ဖွင့်ပေးမိဖြစ်ကြောင်းသဘောတူခဲ့ကြသည်ကိုယ်သိန်းတခင်နေအဖြစ်အာတန်တများကိုစုခခွင့်ပေးလိုက်ခြင်းဖြစ်ပြီးတတိတို့ကိုမူဆက်လက်ဝင်ရထားခဲ့သည် ထိုအချိန်တွင်မဏိပူရကတိတံများမှစိတ်တံများကြဆင်းနေကြသည်စားနှင့်ရိတ်ခါကလည်းတဖြည်းဖြည်းရှားပါလာခဲ့ပြီဖြစ်သည်အင်းဝတက်တချို့ကလည်းတရက်နှစ်ရက်ခန့်ပျောက်ကြားလာလာတိုက်ခိုက်ကြသည်ကောင်းဝင်နာဇက်ဘီရင်သည်ခန္ဓာကုံးပေါ်သို့တက်လာသည်။တားတော်ဆန်ကြီးဤဘေးနားတွင်ရက်လိုက်သည်။အခြေအနေဘလူရှိလေတားတော်။အင်းဝတ်တက်တွေကတဏီတခြားခန္ဓာနဲ့နီးနီးလာနေတယ်။တားတော်တို့တိုက်ခိုက်ကြတော့မယ်ထင်ရဲ့။ကောင်းဝင်နာဇက်ကခေါင်းကိုဖြည်းဖြည်းချင်းရှမ်းလိုက်သည်။ မဟုတ်ဘူးသားတော်သူတို့မတိုက်သေးဘူးဟောဒီအညာဒေသလွင်ပြင်စီကိုဟိုးရင်ကတရုတ်တွေလာလာတိုက်ခဲ့ဘူးတဲ့အဲ့ဒီအခါမှာဗမာတွေကခံမတိုက်ကြပဲမြေလံဖြက်စီးသွားပြီးရှောင်သွားကြတယ်ပြီးရင်သူတို့တုံးတဲ့ဗျူဟာကတရုတ်ရဲ့ရိတ်ကပိုးတဲ့လမ်းကြောင်းကိုဖျက်တော့ပြီးတရုတ်တွေငတ်မို့တဲ့အထိစောင့်လာပဲငါတို့လည်းအခုဒီစစ်ဗျူဟာနဲ့တွေ့နေတာသူတို့ငါတို့တက်တွေငတ်ပြီးစိတ်ဓာတ်ပြတ်ပြားသွားအောင်စောင့်မှာပြီးမှငါတို့ကိုအပြက်ချေမုန်းလိမ့်မယ် ထို့အချိန်တွင်စစ်သူကြီးချန်ဒရာမော်နီကဂါဝင့်နာဇက်ရှိတွင်ဒူးတောက်လိုက်သည်အာတန်တက်တွေအကုန်လုံးထောက်ခွာသွားကြပါပြီအရှင်တက်မူတက်သားတွေအခြေအနေကရောဘလို့ရှိသလဲချန်ဒရာသူတို့လည်းချန်ဒရာမော်နီကဆက်လက်မလျှောက်တင်ပဲရပ်ထားလိုက်သည်တက်မူတွေကိုခဏနေအကုန်စည်းဝေးဖို့သာပြောထားလိုက်ပါစစ်သူကြီးကျုပ်တို့တစ်ခုခုဆုံးဖြတ်ရတော့မှာပါချန်ဒရာမော်နီက ပြန်လဲထွက်ခွာသွားသည်စံကြီးကလွင်ပြင်ဘက်စီသို့ငေးနေ၏ ဂါရင်နာဝတ်ကစံကြီးဤပခုံးကိုစုပ်ကင်လိုက်သည်မင်းရဲ့ကိုယ်မလေးကိုလွမ်းနေတာမလားတားတော့တောင်းဝင်မကြေခဲ့ဘူးခမီးတော်ဒီစစ်ပွဲထဲမှာနာလဲနဲ့စတွေ့ခဲ့တယ်ဒီစစ်ပွဲကြီးမှာနာလဲနဲ့ခွဲခွာခဲ့ရတယ်သူ့မှာတားတော့ရဲ့ရင်သွေးလေးပါသွားခဲ့တယ်တားတော့ဟာစစ်ကိုလည်းတောင်းဝင်မကြေခဲ့ဘူးသူတို့တားမိပုံမှာလည်းတောင်းဝင်မကြေခဲ့ဘူးတားတော့ငါတို့ဟာတိုင်းပြည်ကိုခေါင်းဆောင်နေရတဲ့သူတွေပါစီရောအခြေအကျိစ္စကိုငါတို့တိုင်းပြည်လူလူနဲ့ရင်းပြီးဆုံးဖြတ်ရတာမျိုးမို့ တချို့ကိစ္စတွေက ပြက်ပြက်သားသားလုပ်ရတယ်။မိပြစ်တဲ့အောင်မိပြရတယ်။ဒါမင်းမဲမဲမှတ်ထားရမယ်သင်္ကန်းသာပဲ။ဒီစစ်ပွဲမှာသင်္ကန်းသာတွေအများကြီးပါခမီးတော့။ဘာသာရေးနဲ့ရောချက်လို့စီရေးမှာအေးတာပါလျက်နဲ့ကိုယ့်ရေးနေတဲ့ဘက်ရောက်သွားရတာကိုလည်းသင်္ကန်းသာယူရမှာပေါ့။စံကြီးစကားကြောင့်ဂါရင်နာဝဲကြီးမျက်နာပြတ်သွားသည်။အခုကအေးနေတော့မဟုတ်သေးဘူးဒါတော့ အခွင့်အခါမတင်လို့ရန်သူကအตาစီးရာသွားတာမျိုးပဲအ ਨੇ ဆုံးတော့ကိုအသက်သာဆုံးဖြစ်တဲ့နီးကိုငါတို့ရွေးချယ်ထားပြီးသားပါခမဲတော်ကအင်းဝါနဲ့စစ်ပြင်းငိမ့်တော့မှာပေါ့ဟုတ်တယ်ဒီနေ့အစည်းအဝေးပြီးတာနဲ့ချန်ဒရာမော်ဒီကိုကိုသိန်းသခင်တက်စီကိုလှုပ်ပြီးအတိုက်အခရက်ဖို့ငိမ့်ငိမ့်စကားပါဖို့ငါအမိန့်ချမယ်ပြီးရင်မနီပူရာကိုကျွန်တော်တို့ပြန်ကြမှာလားမင်းကဘယ်ပြန်ရင်လို့လဲကျွန်တော်အင်းဝါမှာနေခဲ့မယ်ဘာ ဟုတ်တယ်။နားလဲကိုကျွန်တော်ရောက်အောင်ရှာမယ်။သူ့ကိုတွေ့မှာကံကလာကိုကျွန်တော်ပြန်လိုက်ခဲ့မယ်။ငါမင်းဘော်တားမြစ်ခဲ့တာဒီမှန်သမျှဟာမင်းရဲ့မဏိပူရာပလင်စီသွားမယ်လမ်းကိုခင်းပေးနေတာပါဆန်ကြီး။အဲ့ဒါတော့မင်းမှတ်ထားပါ။ကာဝင်းနာဇက်ကအနားမှာထွက်ခွာသွားသည်။နေလယ်ပိုင်းတွင်ကာဝင်းနာဇက်သည်သားတော်စံကြီးခူရာလပါစစ်သူကြီးချန္ဒရာမော်နီအခြားတပ်မှုများနှင့်အစည်းအဝေးပြုလုပ်သည်ထို့နောက်ချန္ဒရာမော်နီသည်အင်းဝနှင့်စစ်ပြင်းရင်အဆူပြုပြီး တဝုံကိုယူလျက်ကိုသိန်းသခင်ဤတက်ရှိရာမြေရူးမျိုးတို့ မြင်းစစ်သည်တရားဖြစ်ထွက်ခွာသွားသည်လက်ဆောင်ဖြင့်ဝင်တင်သည့်မြင်းလာငါးကောင်လင်းလေးတရားကျော်ထဲ့ပေးလိုက်သည်ချန်ဒရာမော်နီဤတံများသည်စစ်ပြင်းငိမ့်ရန်လာကြောင်းအထိမ့်မတ်အလံကိုလွှင့်လျက်မြေရူးတို့ကြီးကပ်လာသည်မြေရူးမျိုးတွင်မှမြင်းသည်နှစ်ရာထွက်လာပြီးချန်ဒရာမော်နီတို့ကို ချန်ရန်က ကိုသိန်းသခင်ဤယာယီရုံးတော်စီတို့ခေါ်ဆောင်သွားသည်အင်းဝနေပြီးတော့နဲ့မနီပူရာမှာဘေးလောင်းတော့ ဘိုးလောင်းတော်ဘရင်များလက်ထက်ကလေးကနှစ်ပြည်တော်ရွှေပြားတပြားရဲခတ်တကဲ့သို့နေထိုင်လာခဲ့ကြပါသည်ယခုအခါကြေးလက်စုံပြားမှနေစားပယ်စားလို့မလိမ္မာမှုကြောင့်စစ်ပွဲများဖြစ်လာရခြင်းဖြစ်ပါသည်ထို့ကြောင့်မဏိပူရာဆော်ဝါအောင်ခေါဝင်နာဇတ်မှာနောင်တော်အင်းဝပြည့်ရှင်မင်းတရားကြီးမဟာဓမ္မရာဇာဓိပတိနှင့်တွေ့ဆုံညှိနှိုင်းကနှစ်ပြည်တပြည်မဟာမိတ်ပြုကြဖို့အရေးရှောက်ထားပါသည် ထိုကဲ့သို့အတူကျုံအဓိပ္ပာယ်ရသောဗမာစကားဖြင့်ရေးသားထားသည့်တဝင်လာကိုကိုသိန်းသခင်ကဖတ်လိုက်သည်ထို့နောက်ခြေရင်းတွင်ခါးစားနေသောချန်ဒရာမော်နီကိုပြုံးကာကြည့်လိုက်၏ခဏစောငါကိုရောတို့အတွင်းတော်ထဲမှာတဝင်လာတစောင်းပြန်ပါ့ဟုတိုင်ပင်လိုက်အောင်မယ်ကွယ်ကိုသိန်းသခင်ကစရေးတော်မောင်မြတ်ဆန်ကိုခေါ်ကာအတွင်းသို့ဝင်သွား၏အင်းဝစစ်တီများမှာတနက်အထက်ထက်ဖြင့်ချန်ဒရာမော်နီတို့ကိုစောင့်ကြံနေကြသည်ခဏအကြာတွင် ကိုသိန်းသခင်ပြန်ထွက်လာသည် မာစားနဲ့ပဲတဝင်လာကိုပါလိုက်ပါတယ်ဒီတဝင်လာဟာဆိုရင်ဖြင့်အင်းဝရွှေနှန်းရှင်ရဲ့သဘောနဲ့တထက်တဲပါဆိုတာကိုစန်နီယိုမော်နီငယ်ကမင်းတို့သခင်စီ ပြန်လျှောက်ချီခွဲမောင်မြဆန်ကမ်းပြီးတော့တဝင်လာကိုချန်ဒရာမော်နီကလက်ခံယူလိုက်သည်ထို့နောက်မနီပူရာတက်များမှာမြေရူခံတတ်ရှိရာသို့ပြန်လဲထွက်ခွာသွားကြသည်ခါဝင်းနာဇက်သည်တဝင်လာကိုကင်လျက်ငိုင်နေ၏အနီးမှဘာသာပြန်ပေးသူပုံနာကြီးမှာအလိုက်တတိပင်အနားမှထွက်သွားသည် ။ဘာရီရေးထားလို့လဲခမေးတော်။တားတော်ပြပါဦး။စံကြီးလက်ထဲသို့တဝင်လွာကိုပေးလိုက်သည်။စံကြီးကဗမာစကားတက်သည်ဖြင့်တဝင်လွာကိုတေချာဖတ်လိုက်သည်။မဏိပူရဆောဝငယ်ဟုံးချီလာဒီမှာ စပွဲချင်းလေးမျိုးတွင်စည်င်းထင်း၍စပွဲချင်းမျိုးဖြစ်ပေသည် ထို့ကြောင့်မဟာမိတ်အစဉ်အတန်းမျိုးမဟုတ်ဘဲဘိုးလောင်းတော်ဘေးလောင်းတော်များလက်ထက်ကဲ့သို့ပနာဆက်နိုင်ငံတနိုင်ငံအနေဖြင့်အင်းဝရွှေနှန်းရှင်ထံသို့တမိကညာနှင့်လက်ဆောင်များဆက်တာပါမှာ အရေးတော်ပြင်းငိမ့်စေမိဖြစ်သည်ခေါဝင်နာဇက်ကခေါင်းကိုငုံထားပြီးမြေပြင်သို့သာ စိုက်ကြည့်နေတော်သည်မယ်ဘူးကဥကောင်းကိုငုံထားပြီးမြေပြင်ကိုစိုက်ကြည့်နေရမှာခေါင်းကိုမောလိုက်သည်စစ်သည်တူကမယ်ဘူး၏သပင်ကိုစောင့်ဆွဲလိုက်ပြီးကြောင်းကိုဓားပြဖြင့်ရိုက်ချလိုက်၏နင်တို့ဒီမှာဘသူက လာထားတာလဲမှမှန်ပြောစမ်းမယ်ဘူးကတခေါမမဖြစ်မင်းရဲ့အွန်လိုင်းနဲ့အတူမင်းစစ်သည်90တို့ကမယ်ဘူးနဲ့မျက်ဝါတို့ကိုဝိုင်းတာသည် တရက်တပင်ရွာမှာရွာသူရွာသားများမှာခပ်ဝေးဝေးမှအခြေအနေကိုကြည့်နေကြသည်မင်းရဲ့အောင်နိုင်ဤမျက်နာကဒေါသဖြင့်အကြောများပင်ထောင်ထားနေသည်နင်ဟိုကုံတယ်မအင်ကအစီကံမဟုတ်လားပြောစံဒီမှာသူတို့ဟွက်ထားဖို့ဘသူခိုင်းတာလဲကုံတယ်မလားစင်ဝင်အောင်လှလားမေဘူးတံမအဖြစ်ပြန်မလားကျွန့်တပေါက်မှာခေါင်းမလာ ਈ လားစစ်တီတူကမြင်းဆက်ကိုစောင်းဆွဲလိုက်ကမြင်းကမေဘူးဤမျက်နာကိုခွာပြေးခုတ်ချလိုက်သည် မယ်ဘူးဤနှစ်ဘူးမှသူ၏များဖြာကနေကြလာ၏သူ၏များကိုမြင်သည်နှင့်ရှင်မြတ်ဝါကရုတ်တရက်မတ်တက်ရလိုက်သည်ငါခမီးတော်နဲ့နင်တို့တိုင်မယ်ဟဲ့ရာဇဝတ်သားတွေငါခမီးတော်ကမြို့ဝင်ဟဲ့ဟန်သာဦးဤပြည့်ရှင်မင်းလက်ထဲတွင်စုပ်ကိုင်းထားသောသဲများဖြင့်မင်းရဲ့အောင်နိုင်ကိုပတ်လိုက်သည်ဟာဒီတပုံသမီးရတော့မင်းရဲ့အောင်နိုင်ကမြင်းပေါ်မှာဆင်းကမြက်ဝါကိုလက်ပြန်ရိုက်ချလိုက်သည်မြက်ဝါမှာမြေပေါ်သို့ပုံကနေလဲကြသွား၏ တော်လောက်ပြီမျိုးဝင်မင်းတို့ကိုကျမဝတ်ထားတာအနောက်ဘက်မှာအတန်ကြောင့်မြင်းတီများရှဲသွားကြသည်ဩထင်ပါတယ်နင်မဲလို့ဥတောင်ကတပုံဆိုရာမှန်ပါတယ်မျိုးဝင်မင်းဒါပေမဲ့ဒီကလေးမက ရှင်တို့နိုင်ငံရေးတိုင်းပြည်ရေးတွေကိုဘာမှမသိရှာပါဘူးပြီးတော့သူ့မှာစိတ်လဲဖောက်ပြန်နေရှာတယ်သူ့တောက်ကိုတော့ချမ်းသာပေးလိုက်ပါတပုံတယောက်ဖြစ်လာတာအတွက်သူ့မိသားစုမှလည်းတာဝန်ရှိတယ် တို့မတားမြစ်လို့အလိုလိုလိုပါဖြစ်လို့တဘုံက ပုံကန်တာဒီတော့အားလုံးလည်းသိသင့်တယ်နင်ကဘာဖြစ်လို့တဘုံမိသားစုဘက်ကနေကာဝယ်ပေးနေရတာလဲကျမနားလေတာတကူရှိတယ်ဒီကလေးမလေးကဥသာအောင်ကိုပုံကန်ပါလို့လည်းပြောခွင့်မရှိသလိုမပုံကန်ပါလို့လည်းပြောခွင့်မရှိဘူးသူ့မှာတားဖတ်ဖြစ်နေတာကလွဲလို့သူ့အပြစ်ဘာမှမရှိချောက်ဘူးသူတို့မိသားစုတစုလုံးကိုလည်းတတ်ခဲ့ပြီးပြီပဲအခုဆို သူကမိသားစုမဲ့ကုရာမဲ့ကလေးတယောက်ပါ ရှင်သူ့ကိုထီးဖို့မကြိုးစားပါနဲ့အောင်မယ်ကိုသိန်းသခင်ရဲ့ကိုလို့တော်ကြုံမအစင်ကများငါ့ကိုထုတ်လူ이사နဲ့အနီးဆုံးမြင်းစစ်တီဤလေပင်ကိုဒူးလေးများတစဉ်ဖောက်ဝင်သွားသည်အဖြစ်ပြက်ကိုအားလုံးကကြောင်ပြီးကြည့်နေကြစဉ်အနောက်ဘက်စီမှလူအုပ်ကြီးညာတန်များထွက်ပေါ်လာသည်မြင်းစစ်သည်များထံသို့ဒူးလေးတံများတစင်းပြီးတစင်းဝင်လာ၏မင်းရဲ့အောင်နိုင်ကဓာတ်ကိုထုတ်လိုက်သည်မဲ့ဘူးသူ့ကိုခေါ်ပြီးပြေးတော့ မယ်ဘူးကမျက်ဝါဤလက်ကိုဆွဲကပြေးစီမြင်းစီများမှာမြင်းကိုရုတ်တရက်လှဲ့ကအနောက်ဘက်မှလာသောရန်သူကို ရင်ဆိုင်ရန်ပြင်ကြသည်သို့သောရန်သူကိုမမြင်ကြရာပါလာသောလက်နက်များကိုကြည်တိုးနေစဉ်မှာပင်ဒူးလင်မြားတံများကသူတို့၏ကိုယ်ကိုဖောက်ဝင်ကုန်ကြ၏လူစားကအနီးနားစီတစ်ပင်တစ်ခုပေါ်သို့ပြေးပုန်းလိုက်၏မင်းရဲ့အောင်နိုင်က မြင်းပေါ်သို့ခုန်တက်ကမယ်ဘူးတို့နောက်ကိုလိုက်ရန်ပြင်လိုက်သည်ပြင်းနေလျက်မှမျက်ဝါမှာလဲကျသွား၏ ူ့လက်ကိုတွဲထားသောမယ်ဘူးပါလဲကြသွားသည်မင်းရဲ့အောင်နိုင်က မြင်းပေါ်မှဓားကိုအားကိုရွှဲလိုက်သည်လူစားကရန်ဒိုဒါဗီတာပစ္စတိုကိုမိကပ်ပြေခတ်ခါမိညိပြီးမင်းရဲ့အောင်နိုင်ရှိရာသို့ချိန်ထားလိုက်သည်ဖောင်းတနက်နှကွက်မှမိโกများပွင့်ထွက်သွားသည်ကြည်ကမင်းရဲ့အောင်နိုင်စီးထားသောမြင်းဤတင်မောင်းကို ဖောက်ဝင်သွားပြီးမြင်းမှလဲကျသွားတော့၏မင်းရဲ့အောင်နိုင်မှာခြေထောက်တစ်ဖက်ကိုမြင်းပြီးနေသည်ဖြင့်အာယူကကုန်းထနေ၏ ်ထိုအချိန်တွင်သူတို့အားဝင်းရံတိုက်ခိုက်နေကြသည့်အဝိုင်းကျွေးရနှင့်တရက်တပင်မှတာလဥဆောင်သည့်မိုးကရင်ကြေးရွာများကဒုတ်သားများဖြင့်သူ့ထံပြေးလာကြသည်မတရားဖန်ဆီးတပ်ဖြတ်ခြင်းကိုခံခဲ့ရသည့်သူတို့၏တားသမီးများအတွက်ဒေါသများမြင်းပြနေသောမင်းရဲ့အောင်နိုင်ထံသို့စုပြုံသွားကြတော့သည်ကိုရံတော်မင်းစီတပ်များမှလည်းအကွဲအကွဲအပြားပြားဖြင့်ဟန်တာဝရီဘက်စီသို့ပြန်ပြေးသွားကြတော့သည် ခြုံပုတ်တစ်ခုနီးတွင်ထိုင်လျက်တဆက်ဆက်တုံနေသောမယ်ဘူးနှင့်မျက်ဝါစီတို့လွီစာလျှောက်သွားသည်ဘာဖြစ်သွားကြသည်လဲသူ့မှာသူ့မှာမယ်ဘူးကလက်ညှိုးထိုးပြသည် မျက်ဝါဤပေါင်နောက်ဘက်တွင်ဒူးလေးတစ်ချောင်းစိုက်ဝင်နေသည်ကို တွေ့ရသည်ဟာထိုအချိန်တွင်တာလနှင့်မုန်ကရင်ရွာလူကြီးများရောက်လာကြသည်ဒူးလေးများမှားထိတာထင်တယ်တာလကမျက်ဝါပေါင်တံမှာမြားတံကိုဓမြောင်ဖြင့်ခက်တိတိဖျက်ချလိုက်သည် ခုနောက်မြဝါကိုမှောက်ကုန်နေတာမှောက်ခိုင်းလိုက်ဤအာအာနာတယ်မြဝါကနာကျင်လုံးသည်ဖြင့်သူမခေါင်းတင်ထားသောလူစားဤပေါင်ကိုဖိကိုက်ပစ်လိုက်တော့သည်မြားတံကထွက်သွားပြီဖြစ်သည်ကရင်ဆေးစရာတခုကဆေးမြေတခုကိုအရင်ညက်ကတိတ်ထက်ပေးလိုက်ပြီးမြဝါဤပေါင်ကိုကျက်စီးပေးနေသည်အမလီလူစားကအနောက်ဘက်သို့လှဲ့ကာဂါဝင်ကိုလှန်ကြည့်သည်သူ့ပေါင်ဖူးဖွေးတွင်တွားရအကွင်းလိုက်ကြီးကသွေးများပင်စိုနေ၏ အနောက်မှ အုံမိုးကြည့်နေသောမဲဘူးကမမလည်းစေးထဲဖို့လိုမယ်ဟိုကတမားတော့သွားခေါ်လိုက်မယ်နေနေမဲဘူးဒီနေရာကြီးကို လူကြားတယ်ငါကဘလို့လို့လှန်ရမလဲဟိုကောင်ကြီးအချိန်နေဘလို့လဲတည်သွားပြီမမလီစာ ခလန်းလန်းမတာလာက အော်ပြောလိုက်သည်အေးကောင်းတယ်1940ပြည့်နှစ်နိုဝင်ဘာလ18ရက်တွင် အင်းဝဘရင်ခန့်အပ်ထားသောဟန်တာဝရီမြို့ဝင် မင်းရဲ့အောင်းနိုင်မှာတရက်တပင်ကြေးရာတွင်လှုပ်ကြံတက်ပြတ်ခြင်းခံလိုက်ရသည်နောက်နှစ်ရက်အကြာတွင် မုတ်တမမဦးအောင်လာနှင့်တာလီဘန်တို့၏တပ်များဟန်တာဝူဒီတို့ရောက်ရှိလာကြသည်ဟန်တာဝူဒီနှင့်ပတ်ဝန်းကျင်ကိုလက်ရာဘုံနှင့်တာလီဘန်၏တပ်များကနေရာယူသိမ်းပိုက်လိုက်ကြ၏မျိုးဝင်အိမ်တော်တွင်စင်ဝင်ဦးအောင်လာဦးဆောင်သောဟန်တာဝူဒီမှ အုပ်ချုပ်ရေးအရာတန်းကြီးများစီရေးအရာရှိကြီးများစီဝေးတိုင်ပင်ကြသည် ပထမတစ်ကြိမ်တွင်အင်းဝမှယုံကြည်အားကိုခန့်အပ်ထားသောမြို့ဝင်ဥတော်ကဥဆောင်ကအင်းဝကိုပုံကန်ခဲ့ကြသည်ဒုတိယတစ်ကြိမ်တွင်အင်းဝမှခန့်အပ်ထားသောမြို့ဝင်ကိုလုံးကျန်တပ်ဖြတ်လိုက်ကြပြီ ဖြစ်သည်ဟန်တာဝရီသားတို့အတွက်ရွေးချယ်စရာမရှိတော့ထို့ကြောင့်မူလဆုံးဖြတ်ထားသည့်အတိုင်းအင်းဝကိုပုံကန်ရန်ဆုံးဖြတ်လိုက်ကြသည် ထို့သောပုံကန်ရာတွင်ဟန်တာဝရီအတွက်ရှင်ဘီရင်တပါတင်မြောက်ရန်ဆုံးဖြတ်ကြ၏အင်းဝ၏အာနာဇတ်ကိုကြောက်သဖြင့်မိသူမှခေါင်းဆောင်မင်းပြူရန်မဝင့်ရဲကြ နောက်ဆုံးတွင် စင်ဝင်ဥအောင်လာကမူလာကစီစဉ်ထားသည့်အတိုင်းအင်းဝမင်းမျိုးဖြစ်သောပကံမင်းမြောင်နှင့်ကိုလုတော်တို့မှရရှိခဲ့သောအဝိုင်းရသာတာလကိုရှင်ပြင်းဖြင့်ရွေးချယ်ရန်အလုံးကသဘောတူလိုက်ကြတော့သည်ထို့သောဥအောင်လာကရှင်ပြင်းတင်မြောက်ပြီးဟန်တော်ရီနေဖြင့်စီရေးအစီအစဉ်တစ်ခုကိုလောက်ကရန်တိုက်တွန်းခဲ့သည် ထမချိန်ဥတောင်ပုံကံမှုတွင်အနီးအနားမျိုးကြီးများဖြစ်သောတန်လင်းကိုမထိန်သိမ်းနိုင်သဖြင့်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ထို့ကြောင့်ဒုတိယချိန်တွင်တန်လင်းသားတို့ပေါ်ရော့နေ၌ဟန်တာဝရီကဝင်ရောက်သိမ်းပိုင်ရန် ဖြစ်သည်ဟန်တာဝရီတံများကရှေးဥစွာတန်လင်း၏ဝင်ပေါက်ထွက်ပေါက်လမ်းများစီသို့ခြိတက်ခါပိတ်ဆို့လိုက်ကြသည်ဟန်တာဝရီတွင်မင်းရဲ့အောင်နိုင်လှုပ်ချံခံရကြောင်းတည်င်းကိုတီးရသည့်အခါတန်လင်းမျိုးဝင်အစ်စ်မှတုန်လှုပ်သွားသည်မျိုးဝင်ဖြစ်ကားစအခြေအနေပင်လှုပ်ချံခံရခြင်းကြောင့် မြို့ကိုအခိုင်မာပိတ်ဆို့ရုံမှတပါအခြားမကြန့်စီတက်တော်ကြီးအင်းဝါတို့တရင်ပို့ရန်လဲဟန်တာဝူဒီမှလမ်းမျိုးကိုပိတ်ဆို့ထားလိုက်ပြီဖြစ်သည်1940ပြည့်နှစ်ဒီဇင်ဘာလ၄ရက်နေ့တွင်စင်ဝင်ဥအောင်လာလက်ရဘူတာလီဘန်တို့ခေါင်းဆောင်ဟီဟန်တာဝူဒီတပ်များမှတန်လင်တို့တိုက်ခိုက်သိမ်းပိုက်ကြသည်တန်လင်မြို့မှခုခံခြင်းမပြုဘဲလေတစင်းဖြင့်မြို့ကိုစွန့်ခွာသွားသည်တန်လင်သည်ဟန်တာဝူဒီ၏အာနာဇတ်အောက်ကိုရောက်ရှိသွားပြီးသည့်နောက်တွင် ဟန်တော်ဝီထီးနှံကိုထူထောင်ရန်စီစဉ်ကြတော်သည်မြို့ဝင်နေအိမ်ကိုပင်မှန်ကင်းတင်ပြီးယာယီနန်းအဖြစ်ယာထားခဲ့ကြသည်ကမုံစီးနှင်းလာသည့်ဝေါ်ရင်သည်အဆောင်ရှောက်များနှင့်အဝိုင်းဖုံးကြီးကြောင်းအတွင်းသို့ဝင်ရောက်လာ၏အဝိုင်းကြီးအောင်မှလူများမှဝချုံများဒူးလေးများဖြင့်ဖုံးကြီးကြောင်းတွင်အလုံများလျက်ရှိကြသည်ရေရင်းဤတွင်တာလာက သူ၏ရောင်ကိုဖီးလျက်တယောကမုံပြေစေးနေ၏ဟဲ့လူကြီးကမုံဘာကိစ္စရှိလို့လဲ တိုင်းပြည်ကကောင်းတာမဟုတ်ဘူးဒီအထိထွက်လာရခလားအမေကောင်းကုန်တာတော့ကမိုးမဘလို့တိလေရှင်ဒီအတန်ကမတိပဲနေမလားဗျဟုတ်ပါပြီအခုလည်းအဖေကအမှားစကားပါလိုက်လို့လာရတာပါရှင်ဇာလာကခေါင်းကိုရေလောင်းရန်ခွက်ကိုယူလိုက်သည်ကမိုးကရေခွက်ကိုအသာနေရာရွှေထားလိုက်ဤဇာလာကလက်ဖြင့်လိုက်ဆန်းသည်ကမိုးကတခိခိဖြင့်ရေသည်ကမိုးမနောက်ဆန်းပါနဲ့ဒီမှာအေးအေးမိကုန်ပါဖြင့် တာလာကလိုက်ဆန်းရင်ဂမုံဤလောက်ကဝိတ်ကိုစုပ်ကန်လိုက်သည်။အိုးလွတ်ပါဦးမောင်ကြီးရဲ့ဒီမှာရေခွက်ကဂမုံကကြံလက်တစ်ဖက်ဖြင့်ရေခွက်ကိုပေးလိုက်၏။တာလာကပစိုးပိုင်းဖြင့်ခေါင်းနှင့်ခန္ဓာကိုယ်ကိုတုပ်လိုက်သည်။ခန္ဓာကိုယ်အနှံ့မှထိုးကွင်းမင်းကြောင်များကိုဂမုံငေးနေ၏။ကဲပြောပါဦးငါနမစင်ဝင်မင်းကဘာများခိုင်းလိုက်တာတော့တေချာနားတော်မီမှတ်သားပါလို့အဖေကပြောခိုင်းလိုက်တယ်။နောက်၃ရက်ကြာရင်တရက်တပင်ရွာကိုဟန်တာဝီတက်တွေရောက်လာကြလိမ့်မယ်။ ဲ့ဒီကြာမောင်ကြီးကိုစင့်ခေါ်လိုက်မယ်။မောင်ကြီးကအဖအားလူကြီးတွေနဲ့လာတွေ့တဲ့အခါအဲ့ဒီနေရာမှာယာစမတ်လေးခုကာပြီးအပေါက်လေးပေါက်ဖြန့်ထားလိုက်မယ်။မောင်ကြီးကလူကြီးတွေကိုဝင်တွေ့တဲ့အခါအရှိတ်အပေါက်ကပဲဝင်ပါ။မောင်ကြီးကိုခေါ်လာတဲ့လူတွေကဘယ်ဘက်ကပဲခေါ်လာခေါ်လာ နေထွက်ရအရှိတ်ကပဲဝင်ပါတဲ့။တာလကကမုန်းကြီးစကားကိုနားမလည်တဲ့ကဲသူကြည်နေသည်။ဘာဖြစ်လို့လဲ။ဘာလို့အဲ့ဒီလိုဝင်ခိုင်းတာလဲကမုန်း 先爷爱我，啊，培养起我，喊他屋里也不应聘，秒落嘛啊，先，啊，看都在瞧，是也。